တချို့လူငယ်တွေအနေနဲ့တော့အိမ်တော်ဦးစည်းဘွားကိုရောက်နေတော့လည်းပဲပြီးပြီဆုံးဆုံးနားလည်ကောင်းမှလည်းနားလည်မယ်ပေါ့တကယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေဟာအလုံးစုံကိုတည်တော်မူတဲ့တပ်ပြုတဉာဏ်နဲ့ကြည့်ပြီးတော့ဟောထားတာဖြစ်တဲ့အတွက်ကြောင့်လူလီသေးမရှိပြီးပြီဆုံးနဲ့လမ်းညွန်ချက်တွေပဲတပ်ပြုတဉာဏ်ကိုတကယ်ယုံကြည်တယ်ဆိုရင်ဒါတွေကတမိုးဖြစ်လို့မရဘူးနော်တကယ်ကြည်ပွားဖို့ချမ်းသာဖို့ပြည်လည်ဖို့အချင်းပြေဖို့အတွက်လိုက်နာကျင့်သုံးစဉ်နဲ့ လွန်ကျေးဇူးများတဲ့အကြောင်းတရားတွေပေါ့ဟုတ်လားအဲ့ဒါလို့ဆိုရင်လင့်ဝတရား၅ပါးပါတယ်လို့မထေမဲ့ကင်းအနှင်းဥစ္စာမိစ္ဆာမမဝဇားစင်ရဲ့မျက်နှိုးကျင်ငါရင်လင်ကျင်ရဝိညောဇာသူတိတ်ခီတော်တော်ကသင်္ကလောဝါဒတုတ်တံကိုခမုန်းတို့ပြောခဲ့တယ်နော်အဲ့ဒီတုန်းကဒါလေးတွေအကြံမြင့်လေးတွေပြောရရှိတယ်ဟုတ်လား၅ပါးဒါဒါလေးကိုနည်းနည်းလေးဟိုဝေဘာနဲ့အနေလေးနဲ့ထဲထဲဝင်ဝင်စဉ်းစားကြည့်သေးတယ် မထေမဲ့ကင်းဆိုတာဘာပြောတာတော့အထင်မသေးရဘူးတဲ့နော်ကိုချစ်လို့ယူထားတဲ့ကိုဇနီးမယားကိုအထင်သေးတဲ့စိတ်မရှိရမထေမဲ့မြင် မလို့ရထတာလူဆိုတာကအတူတူနေပါများလာလို့ရှင်ယောက်ျားလေးရတဲ့မိန်းကလေးကိုထင်သေးတာရှိတယ်လို့မိန်းကလေးရတဲ့ယောက်ျားလေးကိုထင်သေးတာလေရှိတာပဲအတူနေလာကြားလာပြီဆိုတဲ့အခါကျတော့ဘာဖြစ်လာတော့ချွင်းချက်လေးတွေမြင်းလာတာပေါ့နော်မဟုတ်တာလေးတွေကမြင်းလာတာပေါ့ကိုတနေ့တောင်ဘုံဘုံ မဟာဗုဒ္ဓမြင်ဆိုတော့ဘုရားကြီးအဲ့ဒီအကြောင်းလေးရေးထားတဲ့စာတစ်ပုဒ်ကိုဖတ်ဖို့တော်တော်သဘောကျမိတယ်။တော့မရခင်တော့ကတော့ဟန်နေနဲ့တယောက်ကိုတယောက်လိန်ကြတာတဲ့။ဟန်နေနဲ့လိန်ကြတာ။စပြီးတော့သမီးသားဘွားလေးကစယောက်ျားလေးကလည်းလိန်တာမိန်းကလေးကလည်းအလိန်ခံကျင်တာ။အတော့ကိုယ့်ရဲ့ပင်ကိုယ်သဘောတွေကိုယောက်ျားလေးကလည်းဖုံးဖိပြီးတော့လိန်တယ်။မိန်းကလေးကလည်းသူ့ပင်ကိုယ်သဘောဘွားကိုဖုံးဖိပြီးတော့လိန်တယ်။ဒါပေမဲ့ရသွားပြီဆိုတဲ့အခါကျတော့အဲ့ဒီအလိန်ကကြာကြာမလိန်နိုင်ဘူးတဲ့။အကုန်းကအကုန်းအတိုင်းသွားတယ်။အကော့ကအကော့အတိုင်းသွားတယ်။ဘလို့ဖိလို့မှလည်းမရတော့ဘူး။ အလွန်လဲရေးတတ်တဲ့အချစ်တော်ကြီးရဟုတ်လားအဲ့တော့ပြောရင်ဒါပါတော့အနည်းချလာတဲ့အခါကျတော့ကျွင်းကျက်ဆိုတာပုထုဇဉ်လူသားတွေရှိတာပေါ့ရှိတဲ့အခါကျတော့ဘာဖြစ်တော့ထင်သေးထင်သေးပြီဆိုလို့ရှင်ဒါပြည်လဲဖို့မလွယ်တော့ဘူးရုပ်စာတင်မရစွာဘုရားဒါကိုရှည်တန်းကနေတင်တာမထီမဲ့ကင်းမထီမဲ့မြည်မပြူနဲ့အထင်မသေးနဲ့တော့တံပိုးထားရမယ်ပေါ့နော်ကောင်းတာကိုမြင်ပြီးတော့တံပိုးထားရမယ် ီးတော့ဗာတယ်တော့အနှင်းဥစ္စာအဥစ္စာပစ္စည်းကိုအနှင်းရကိုယ့်ရဲ့ယောက်ျားလှုပ်ရှားကိုင်းစားကိုကိုယ်ဒီမရဘူးဆိုဒီမိမအလွန်ခါရခက်မယ်ပေါ့နော်ဒါလည်းပြည်လဲဖို့မလွယ်ဘူးဒီဝတရားမကြည်လို့ရှိရင်ဟုတ်လားပြီးတော့ဗာတော့မိစ္ဆာမမှားဒီတော်ကြီးမဖောက်ပြန်ရဘူးဟုတ်လားဝတ်စားဆင်ရင်ကိုယ့်ရဲ့မျိုးသမီးကိုအဝတ်စားပါညာဝယ်ပေးရဒီဥစ္စာကဟိုမျိုးသမီးဝတ်တဲ့ဥစ္စာကိုမျိုးသမီးကပို့ပြီးတော့နားလေတာပေါ့ဘာလို့ယောက်ျားလေးကိုမျက်စောပြရဝတ်စားဆင်ရင်လို့ပြောရသလဲ ကိုယ့်ရဲ့မျက်နှာမှုကိုတက်တည်ပြစေခြင်းနဲ့သဘောလို့ဘုံဘွားတော့အဲ့လိုနားလေသူမဝယ်တဲ့လို့မဟုတ်ဘူးနော်ကိုယ်ဝယ်ပေးတယ်ဆိုတဲ့ဥစ္စာကကိုယ့်ရဲ့မေတ္တာကိုပြတာကိုယ့်ရဲ့စေတနာကိုပြတာပေါ့နော်ကိုယ့်မျက်နှာမှုကိုပြတာဟောနောက်ငါးခုမြောက်ကြတယ်ဘာလို့မျက်နှာကျင်တဲ့မျက်မျက်နှာနှာကျင်ကျင်နာနာရှိရမယ်အဲ့တော့နည်းနည်းလေးစီစစ်ကြည့်စေခြင်းနဲ့ဆိုတာဘာပြောတာတော့ဒီ ယောက်ျားလေးတွေကမိန်းကလေးတွေအပေါ်မှာနော်လင်ယောက်ျားတွေကဇနီးမယားအပေါ်မှာရှိအပ်မဲ့ဝတ္တရား၅ခုကြီးလိုက်တဲ့အခါမှာနော်၃ခုကလေးလေးစားစားတံပိုးထပ်ပြီးမျက်မျက်နုံနုံချစ်ချစ်ခင်ခင်ရှိရမယ်ဆိုတာကိုရည်ညွှန်းတယ်ဟုတ်တယ်